ကမ္ဘာနိုင်ငံရေးတွေကြားထဲမှာမနေ့ကဖြစ်ခဲ့တဲ့အလွဲအချော်ဖြစ်ရတဲ့ချုံနဲ့ရဲရအခက်ငိုရအခက်အဖြစ်အပျက်တချို့ကိုလည်းထည့်ပြောပြရတယ်။ပထမတစ်ခုကတော့အထွေထွေညီလာခံကိုတက်ရောက်လာတဲ့ပြည်သက်သမ္မတအီမန်နူရယ်မက်ခရွန်ရဲ့ကာဒန်ပိတ်ခံရတဲ့အကြောင်းပါ။ဒီနယူးယောက်မြို့တစ်မြို့လုံးဟာဒေါ်နယ်ထရန့်မြင်နှမ်းလာမှာဖြစ်လို့လုံခြုံရေးအရာလမ်းတွေပိတ်ထားပါတယ်။အဲဒီမှာပြည်သက်သမ္မတမက်ခရွန်ရဲ့ရင်နှမ်းလဲပိတ်ခံရတဲ့အထက်မှာပါပါတယ်။ပြည်သက်သမ္မတမက်ခရွန်ကလမ်းကြောကိုပိတ်ထားတဲ့ရဲကိုစကားသွားပြောခဲ့ပေမဲ့ရဲကအပွင့်မပေးခဲ့ပါဘူး။ဒါကြောင့် သမ္မတကဒေါ်နယ်ထရန့်ကိုချက်ချင်းဖုံးခေါ်ပြီးတော့သူလမ်းပိတ်နေတဲ့အကြောင်းပြောခဲ့ပါတယ်။သိမ့်မကြခင်မှာလမ်းဖွင့်ပေးလိုက်ပေမဲ့သူ့ကားတွေကတော့သွားလို့မရတော့ပါဘူး။ဒါကြောင့်လမ်းပိတ်ထားတဲ့နေရာကနေအစည်းအဝေးလုပ်တဲ့နေရာကိုရောက်ဖို့ပြည်သက်သမ္မတမက်ခရွန်တယောက်မိနစ်30လောက်လမ်းလျှောက်လိုက်ရပါတယ်။နောက်တစ်ခုကတော့ဒေါ်နယ်ထရန့်နဲ့သူ့အမျိုးသမီးမလင်နီယာတို့နှစ်ယောက်ကုလသမဂ္ဂအဆောက်အုံထဲမှာသွားနေခြင်းဆက်လီကားနဲ့တက်တော့တက်တက်ချင်းပါပဲဆက်လီကားရက်သွားလို့နှစ်ယောက်စလုံးလမ်းလျှောက်တက်ခဲ့ရပါတယ်။ဒါတွေမကြသေးပါဘူး။ ထရမ့်ကကုလသမဂ္ဂထူးထူးညီလာခံစင်မြင့်ပေါ်မှာစကားပြောတော့လေတယ်လီပရွန်တာလို့ခေါ်တဲ့ရှေ့ကနေစာပေါ်တဲ့မှန်ကအလုပ်မလုပ်လို့ကို့ဘာသာကိုစာအုပ်ကြည့်ပြီးပြောရပြန်ပါတယ်ဒီပြန်နှစ်ခုစလုံးကိုထရမ့်ကစင်ပေါ်ကနေပြန်ပြောပါတယ်ကုလသမဂ္ဂဟာဒူလာတော့မှဆက်လီကရက်သွားတယ်တယ်လီပရွန်တာကလည်းအလုပ်မလုပ်တော့ပါဘူးတဲ့ဒီအတွက်ကုလသမဂ္ဂကိုသူကအပြစ်တင်ပါတယ်ဒါပေမဲ့ထရမ့်ဆွဆွဲတာတွေဟာမဟုတ်တဲ့အကြောင်းကုလသမဂ္ဂကချက်ချင်းပဲဖြေရှင်းချက်ထုတ်ခဲ့ပါတယ် ဆက်လီကရသွားတာကထရမ့်တို့ခေါ်လာတဲ့ဗီဒီယိုရိုက်တဲ့လူကလုံခြုံရေးခလုတ်ကိုမတော်တဆထိမိလိုက်တာကြောင့်ရက်သွားတာပါတဲ့ဆက်လီကတွေတက်ရင်အလယ်နားမှာလုံခြုံရေးခလုတ်တခု ရှိတတ်ပါတယ်ဒါကလူတွေညက်သွားတာဖြစ်ဖြစ်ပြုတ်ကျတာမျိုးဖြစ်ဖြစ်ဖြစ်ရင်နှိမ့်လိုက်တာနဲ့ဆက်လီကကချက်ချင်းရက်သွားတဲ့ခလုတ်ပါစကားပြောရင်ကြည်ပြောရတဲ့စာပေါ်ထဲမှန်တယ်လီပရင်တာအလုပ်မလုပ်တာကလည်းဒါဟာကုလသမဂ္ဂရုံးနဲ့မဆိုင်ပါဘူးတဲ့အဲ့ဒီစာကို UN ကမထိန်းချုပ်ပါဘူးတဲ့ထရမ့်ပြောမဲ့မိန်ကွန်းကိုထိန်းချုပ်တာကထရမ့်ရဲ့ကိုပိုင်အဖွဲ့ကလုပ်တာလို့ UN ကဖြည့်ဆင်းချက်ထုတ်ပါတယ်။ Trump ရဲ့မိန့်ခွန်းကတော့ထူးထူးညီလာခံထဲမှာလူပြောအများဆုံးအကြောင်းအရာပါပဲ။သူပြောသွားတာတွေကလက်ရှိကမ္ဘာအရေးပေါ်မှာအမေရိကန်ရဲ့အမြင်လို့ပြောလို့မရနိုင်ပဲနဲ့သူ့ရဲ့ပုဂ္ဂလိကအမြင်တွေကိုပြောသွားတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ပထမတစ်ခုကတော့ယာတီဥဒုပြောင်းလဲမှုဖြစ်စဉ်နဲ့ပတ်သက်ပါတယ်။သူပြောတာကတဘောပေါင်းရှင်ထိန်းသိမ်းသမားတွေဟာနွားတွေအားလုံးကိုတတ်ဖြတ်ပစ်ချင်နေကြတယ်လို့ဆိုပါတယ်။ပြီးတော့ယာတီဥဒုပြောင်းလဲခြင်းဆိုတာလူလိန်တွေလှုပ်ထားတာလို့သူကပြောခဲ့ပါတယ်။ ရာဒီဥတုပြောင်းလဲခြင်းကိုကာကွယ်ကြဖို့ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့သိပ္ပံပညာရှင်တွေပြောထားတာတွေသဘောတူထားတာတွေဟာလည်းတကယ်တော့လူဖြင်းလူအတွေလှုပ်ထားတာပါတဲ့။နောက်ပြီးတော့သူကအစ္စလမ်ဘာသာနဲ့ပတ်သက်လို့လည်းအတော်ပြောသွားတာတွေ့ရပါတယ်။အဲဒါကအနောက်ဘက်မှာရှိတဲ့မွတ်စလင်နိုင်ငံရေးသမားတွေဟာရှရီယတ်ဥပဒေပြဋ္ဌာန်းကျင်နေကြတယ်လို့ဆိုသွားပါတယ်။သူပြောတာအဓိကကတော့လန်ဒန်မြို့တော်ဝင်စာဒစ်ခန်ဟာလန်ဒန်မှာရှရီယတ်ဥပဒေကိုအကောင့်ထဲပေါ်ကျင်နေတဲ့အင်ပဒန်ဆိုးရတဲ့မြို့တော်ဝင်လို့လည်းပြပြနဲ့နဲ့ပြောခဲ့ပါတယ် ပြီးတော့ခရစ်ယာန်ဘာသာဟာကမ္ဘာမှာအဖိနှိပ်ခံရဆုံးဘာသာလို့ပြောသွားပါတယ်